ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက်တရုတ်ကိုအမေရိကန်ကအကူအညီတောင်းမယ်ဆိုပါတယ်။လာမယ့်သတင်းပတ်တွင်တောင်ကိုရီးယားနိုင်ငံမှာတရုတ်သမ္မတရှီကျင်းဖြင့်တဲ့တွေ့ဆုံချင်းတွင်ယူကရိန်းပြည်ပခအဆုံးသတ်နိုင်ရေးအတွက်ရုရှားရင်နဲ့ဝယ်ယူတာတွေရပ်တန့်ဖို့တရုတ်ကိုတောင်းဆိုသွားမယ်လို့အမေရိကန်သမ္မတထရန့်ကဆိုပါတယ်။ရုရှားရဲ့ယူကရိန်းကြားစစ်ပွဲကိုရေနံတမမဟုတ်စွန့်ရင်ကအဆုံးသတ်နိုင်ကြောင်းရှီကျင်းဖြင့်နဲ့ဆွေးနွေးဖို့စီစဉ်ထားတယ်လို့ဒေါ်နယ်ထရန့်ကအင်တာဗျူးမှာသတင်းတောက်တွေကိုပြောပါတယ်။ တမရှိဟာလွန်သဘောပေါက်လွယ်လက်ခံလွယ်ပြီးတော့ယူကရိန်းစစ်ပွဲဆုံးသက်တာကိုမြင်တွေ့လို့လေလို့ထင်မြင်ကြောင်းသူကဆက်ပြောပါလိမ့်။တမရှိဟာလွန်ကြီးမားတဲ့တိုင်းပြည်တစ်ခုရဲ့ခေါင်းဆောင်ဖြစ်ပြီးရုရှားသမ္မတပူတင်ပေါ့လွန်ဩဇာညောင်းသူလို့ထရန့်ကချီးမွမ်းပြောပါလိမ့်။နိုင်ငံကြအကုန်လုံးတိမမှုကြောင့်ဆိုးရမှုတွေရှိနေစဉ်တရုတ်ရဲ့မြေရှားတပ်ထုတင်မမှုနဲ့ American Babies ရဲ့ဝယ်ယူမှုကိစ္စကိုဆွေးတွေ့ဖို့ဆွေးနွေးနေတယ်လို့လည်းထင်ကားဆိုပါလိမ့်အခုလောက်ဆောင်လို့ပြတရုတ်ကမြေရှားတပ်ထုတင်မမှုတင်းကြပ်ကြောင်ကြီးညာရ American အနေနဲ့ ထိခိုက်သွားပါတယ်။ဒါကြောင့်တရုတ်ကုန်စည်တွေပေါ်ထပ်တိုးစီးကြခွန်တရားခံလို့သတ်မှတ်ကြောင်းဒေါ်နယ်ထရန့်ကပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ဒေါ်နယ်ထရန့်နဲ့ရှီကျင်းပြင်ကြားထိပ်သီးဆွေးနွေးမှုမတမ်းမီလာမယ့်စနေနေ့တနင်္ဂနွေမှာကွာလာလမ်ပူမြို့တော်မှာတရုတ်နဲ့အဆင့်မြင့်စီဝေးပြုလုပ်သွားမယ်လို့အမေရိကန်ဗန်နာယေးဝန်ကြီးစကော့ဘတ်ဆန်ကဆိုပါတယ်။ဒါပေမဲ့ တရုတ်သမ္မတရှီကျင်းဖင်ကတော့ဒီကုံတွေးခွန်ကောက်ခံမှုတွေနဲ့ပတ်သက်ပြီးသမ္မတထွန်းရဲ့စိတ်ဆက်ညီနိုင်မှုဟာလုံးဝမလုံလောက်သေးဘူးလို့ရိုက်တာမှပြောပါတယ်။အမေရိကန်ပြည်တော်စုကိုကာကွယ်ဖို့ဆိုရင်ပိုပြီးတော့တိကျသေးကြပြီးထိရောက်တဲ့စိတ်ဆက်ညီနိုင်မှုကလိုအပ်တယ်လို့ရှီကျင်းဖင်ကဆိုပါတယ်။တနည်းကိုအမေရိကန်ဒေါ်လာ660ဘီလီယံတန်ဖိုးရှိကမ္ဘာအကြီးဆုံးကုံတွေးမြေပေါ်ပေါ်ကိစ္စရပ်တွေမကြခင်တောင်ကိုရီးယားမှာကျင်းပမဲ့ APEC စည်းဝေးမှာ Trinity ရှိတို့အချိန်နဲ့ဆွေးနွေးတော့မှာဖြစ်ပါတယ်။အောက်တိုဘာ31ကနေနိုဝင်ဘာ1ရက်နေ့ထိတောင်ကိုရီးယားမှာကျင်းပမဲ့ Asia Pacific ပွားရေးပေါ့ဆန်မှုအေပတ်ထိပ်သီးဆင်းပွဲကိုအမေရိကန်သမ္မတထရန့်တက်ရောက်မှာဖြစ်ပြီးတော့တရုတ်သမ္မတရှီနဲ့တည်သက်တွေ့ဆုံဆင်းလင်းမှာဖြစ်ပါတယ်။ဒါအပြင်လက်ရှိကိစ္စမှာအခွန်ကိစ္စတွေနှစ်နိုင်ငံအခုလိုမျိုးရုရှားနဲ့ပတ်သက်ပြီးတော့အဖြေရှားမဲ့ကိစ္စတွေကိုဆွေးနွေးဖို့အတွက်ထရန့်ကမျှော်လင့်နေတာဖြစ်ပါတယ်။ဒီဘွဲ့ဟာရောစားကြီးကြီးပေးရမှာပဲဖြစ်တယ်ဆိုပြီးတော့ထရန့်ကကြိုပြောထားတာဖြစ်ပါတယ်။ မ္မတထရန်ဂျပန်ကိုမလာခင်ရပိုင်းလိုမှာပဲတူတူမျိုးလည်းအမေရိကန်တိုင်းရောရှိမှာဒါအကန်ရန်ကားသူကိုဖမ်းထားရတယ်လို့သိရပါတယ်။သမ္မတထရန်မလာခင်၃ရက်လို့အောက်တိုဘာ24ရက်နေ့မှာဂျပန်နိုင်ငံတိုကျိုမြို့တော်မှာရှိတဲ့အမေရိကန်တိုင်းရောရှိမှာရဲတွေကိုဒါအကန်ရန်ကားခဲ့တဲ့မျိုးသားတို့ကိုဖမ်းဆီးလိုက်ကြောင်းပြည်တွင်းသတင်းမီဒီယာတွေကဖော်ပြပါတယ်။အသက်30ဝန်းကျင်မျိုးသားဟာဒေသဆန်တော်ချင်းနေ့လယ်2နာရီခွဲလောက်မှာလမ်းပေါ်မှာရှိတဲ့ဒီကီယိုနှစ်နေရဲရာရှိတွေကိုဤဖို့ကြောင့်သောဓာတ်တရက်နဲ့ရန်ကားကြီးရွယ်ခဲ့တဲ့အကြောင်း ဖန်စီခင်းသိခံရကြောင်းအစာဟိရှင်ပန်းတင်းစားရဲ့ဖော်ပြချက်အရသိရပါလိမ့်ရဲတရင်ရွက်ွက်တွေကို ကိုကာပြီးဖော်ပြချက်တွေရအဲ့ဒီလိုကိုဖန်စီစဉ်ရဲရရှိသူဟာဓာတ်ရံရခဲ့တယ်လို့ဆိုပါလိမ့်ဖန်စီခံရသူဟာဘာရွေချက်နဲ့အခုလိုဓာတ်ကရံကားလဲဆိုတာချက်ချင်းမသိရသေးပါဘူးအဲ့ဒီလိုအရဲတွေစစ်စစ်မင်းမင်းစဉ်အမေရိကန်နမမဟုတ်တမထွန်းနဲ့ပတ်သက်ပြီးဘာမှတော့အော်ပြောတာမရှိဘူးလို့ ် NHK တင်ဟန်ကကထုတ်လွှင့်ပါလေ။ရဲတွေဟာတိုကျိုမြို့နယ်မှာရှိတဲ့ American တယ်ဟုတ်နဲ့မြန်နဲ့ချင်းဆိုင်နေရာမှာပပက်လေပိတ်ဆို့ထားပြီးတော့စုံစမ်းစစ်ဆင်မှုတွေလုပ်နေပါလေ။ဒီဖြစ်စဉ်ဟာလာမယ့်တရင်ပတ်အောက်တိုဘာ29ရက်နေ့ဆက်ကိုတီသမ္မတထရန့်ဂျပန်ကိုလာဖို့စီစဉ်ထားခြင်းမှာဖြစ်ပါလေ။ထရန့်ဟာသူ့ရဲ့တိုကျိုခီးစဉ်တွင်ဂျပန်ပြည်နာရိုဟီတိုနဲ့အသက်ရွေးချယ်ခံရတဲ့မြို့သူဝန်ကြီးချုပ်တို့နဲ့လည်းတွေ့ဆုံဖို့ရှိပါတယ်။သမ္မတထရန့်လာရောက်မဲ့ခီးစဉ်တွေလိုတွေအားဖြည့်ဖို့ရဲရင်အား18000တိတိုကျိုမြို့တော်ရဲဌာနက စုဆောင်ထားတယ်လို့ကျိုတိုနယူးသတင်းဌာနကပြောပါတယ်။ဂျပန်နိုင်ငံမှာတနက်ထိန်ချုပ်ရေးဥပဒေတွေအလုံးတင်းကျပ်ထားလို့ဒါနဲ့တိုက်ခိုက်မှုတွေကတော့ပိုပြီးဖြစ်များတဲ့ကြမ်းဖက်မှုပုံစံနဲ့ရှိပါတယ်။လွန်ခဲ့တဲ့နှစ်နဲ့ငယ်အတွင်းမြေထားလေးနဲ့ဗုဒ္ဓယုံလေးမှာဓာတ်ထိုးဖြစ်စဉ်မှုတွေလည်းမကြာခဏဖြစ်ပွားခဲ့တာပါ။ဒါပြေတနက်ထိုင်ကျမှုကိုအရန်တင်းကျပ်ထားတဲ့အတွက်ကြောင့်ကိုပိုင်လက်လောက်တနက်နဲ့ပြီးခဲ့တဲ့နှစ်ပိုင်းကပဲဂျပန်ဝန်ကြီးချုပ်ဟောင်ရှင်ကိုလုံခြံခံမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ နောက်တရင်ဘုံပြောချင်ပါလေထိုင်းပြည်မှာကြီးတိရိခေလက်ရဆန်တော်မူသွားပြီလို့သိရပါတယ်ထိုင်းပြည်ရဲ့မေတော်ကြီးတိရိခေဟာအော်တိုဘန်24ရက်နေ့ည9:27မိနစ်မှာချူလာလောင်ကုန်းထိမ့်မဆင်းုံကြီးမှာပဲငြိမ်းချမ်းစွာကံတော်ကုန်းသွားတယ်လို့တော်ဝင်နန်းတော်ယုံကကြေညာပါတယ်2019ခုနှစ်စက်တင်ဘာ9ရက်နေ့ကလေးကဆေးရုံမှာမေတော်ကြီးရဲ့ကျမကြီးကို စောင့်ချက်ကုသပေးနေတဲ့ဆရာဝန်ဖွဲ့ဟာမေတော်ကြီးမှာကိုယ်နဲ့စနစ်အများပြားနောက်မကျမ်းမှုနဲ့ ပုံမှန်မဟုတ်မှုတွေကိုတွေးရတယ်ဆိုပါလေဒါကြောင့်စင်စက်မပြတ်တော်တော်လေးကို view ဆိုင်ပြီးစေကုသပေးခဲ့ရပါလေဆရာဝန်ရဲ့ဆိုရမေတော်ကြီးဟာအော်တိုဘာ၁၈ရက်နေ့မှာသွေးကြောတဲ့ပိုးဝင်ကူးစက်မှုဖြစ်ခဲ့ပြီးစေကုမှုတွေပေးဖို့ဘလို့ပဲစူးစမ်းစူးစမ်းခန္ဓာကိုယ်ကမလိုက်နိုင်တော့ပဲကျမရဲ့ချင်းနေဟာတဖြည်းဖြည်းဆိုးသွားလာပါလေမေတော်ကြီးဟာတောက်ကြနေည9:21မိနစ်တက်တော်63နှစ်မှာငြင်းချမ်းစွာနဲ့နှိမ်ရဆန်သွားတာဖြစ်ပါတယ် ဘယင်မင်းမြတ်မဟာဝိဇ္ဇာလောင်ကောဟာမေတော်ကြီးရဲ့တော်ဝင်ဇဗနာအခမ်းအနားကို တော်ဝင်ရုံထုံးတဲ့စင်လာတိုင်းအမြင့်ဆုံးဂုဏ်ပြုမှုတွေနဲ့စီစဉ်ဖို့နန်းတော်ယုံကိုညွှန်ကြားခဲ့ပါတယ်။သူရဲ့ရုပ်ကလပ်ကိုဗန်ကောက်မြို့တော်ဝင်နန်းတော်ကြီးတဲ့ကဒူးစစ်ပရဆတ်ခမ်းမကြီးမှာထားရှိမှာဖြစ်ပါတယ်။ဘယင်မင်းမြတ်ဟာတော်ဝင်မိသားစုတွေရဲ့နန်းတော်ရာရှိတွေအတွက်မေတော်ကြီးကံတော်ဂုဏ်နဲ့နေကစားပြီးတစ်နှစ်ကြာဝဲနေချင်းထိမ့်မက်ကာလဖြစ်သက်မှတ်ဖို့မိန့်ထုတ်ပါတယ်။ ဝေရာဂျီတရီခေကို1932ခုနှစ်ဩဂုတ်လ12ရက်နေ့မှာဘန်ကောက်မှာဖွားခဲ့ပြီးသူဟာမင်းသားနက္ခထရာမင်္ဂလာနဲ့သူနဲ့တမီတော်လည်းဖြစ်ပါတယ်1946ကနေ2016တိဟုတ်ဆိုခဲ့တဲ့ဘယင်ကြီးပူမီပေါ်ဟာပြပမှာသူမနဲ့စေဇတ်ခဲ့ပါတယ်သူတို့ဟာ1950ခုနှစ်အေပိ28ရက်နေ့ဘန်ကောက်မြို့မှာလက်ထပ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာသူမကိုဘယင်မာကြီးဘွဲ့ချီးမြှင့်ခဲ့ပါတယ် 1950ခုနှစ်မေလ9ရက်နေ့မှာဘီယင်မင်းမြတ်အနန္တပွဲမှာသူမကိုဘီယင်မာကြီးဖြစ်အပြည့်အဝတိုးမြင့်ခဲ့ခဲ့ပါတယ်။မေတော်ကြီးဟာတိုင်းသူပြည်သားတွေတာယာဝါပြောရေးအတွက်ဘဝတသက်တာစ조사လုပ်ဆောင်မှုကြောင့်အများရဲ့လေးစားကြည်ညိုခြင်းခံခဲ့ရပါတယ်။သူမဟာကျေးလက်ဒေသဖွံ့ဖြိုးရေးမျိုးသမီးတွေဆွမ်းဆောင်ရေးပြည်နယ်ရေးရိုးရာထိုင်းလူပညာနဲ့လက်မှုပညာတွေထင်းသိမ်းဖို့ဆွန့်ဆွန့်တမန်လှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။နောက်တင်တဲ့ဘုတ်ပြောချင်ပါတယ်။ ယူကရိန်းကိုဒုံးကျည်ပေးဖို့လန်ဒန်ဆွေးနွေးပွဲမတိုင်ခင်မှာချားစ်ဝင်မြန်နဲ့ဇလန်စကီတို့တွေ့ဆုံပါတယ်ယူကရိန်းသမ္မတဘလိုဒီမာဇီလန်စကီဟာလန်ဒန်မြို့နောက်ပိုင်းမှာရှိတဲ့ဝန်ဆောင်ရေးတိုင်မှာချားစ်ဝင်မြန်နဲ့တွေ့ဆုံခဲ့ပါတယ်အဲဒါယူကရိန်းကိုဒီကထောက်ခံတဲ့နိုင်ငံတွေစီးပွားကိုဇလန်စကီတယောက်ခဲ့ပြီးပြည်ထောင်ကြီးချုပ်ကလည်းဥရောပကိုပုံမပြီးတော့တိရောက်ဖြစ်နိုင်တဲ့ဒုံးကျည်တွေပေးဖို့တောင်းဆိုမယ်လို့ဆိုပါတယ် လက်ရှိစစ်ပွဲဟာစထုထမြောက်ဆောင်ရသည့်ဝင်ချိန်မှာယူကရိန်းရဲ့နော်အုပ်စုမဟာမိတ်တွေကရုရှားပေါ် PR တွေတိုးမြှင့်နေပါတယ်။အခုတရေမှတ်တွင်အမေရိကန်နဲ့ဥရောပသမဂ္ဂနှစ်ဖက်လုံးကရုရှားကျူးကျော်စစ်အတွက်စစ်ပွဲကိုထိခိုက်စေဖို့ရည်ရွယ်ပြီးမော်စကိုစွန့်ကန်တော်ကိုပြစ်မှတ်ထားတဲ့ပိတ်ဆို့အရေးယူမှုတွေကြီးညာပါတယ်။ EU ကောင်ဆောင်တွေကယူကရိန်းကာကွယ်ရေးအတွက်နောက်ထပ်နှစ်မြစ်စာရေမုံငွေထောက်ပံ့မှုခြေလှမ်းတွေစခဲ့ပေမဲ့ အသိမ်းခံထားတဲ့ရုရှားပိုင်ဆိုင်မှုတွေနဲ့ကြောထောက်နောက်ခံပြုထားတဲ့ကြီးမားတဲ့စစ်စစ်ချီးမြှုပ်မှုတော့ခွင့်ပြုဖို့တုံ့ဆန်းနေပါတယ်။နှစ်တထောင်လီပါတက်တန်းရှိတဲ့ဝက်ဆိုက်ရိုက်ထဲမှာယူကရိန်းမျိုးသားသချင်းဖွင့်ပြီးသမရဇလန်စကီဟာပြည်ပြင်းမင်းမြတ်နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ဒါဟာခေါင်းဆောင်တို့ဒီနေ့မှတရားဝင်တွေ့ဆုံမှုဖြစ်ပါတယ်။အော်ဒီဘန်နဆလီယန်နေနောက်ပိုင်းမှာကျင်းပမယ်။နောက်အောက်ဆုံးမဟာမိတ်စီဝမ်တန်ကြီးပြည်တွင်းကြီးချုပ်စာကီယာစတာမန်က အဲ့ဒီမဟာမိတ်တွေကိုယူကရိန်းရဲ့အောင်မြင်မှုတွေစက်တီဆောင်နိုင်ဖို့တာဝေးပြစ်လက်လက်တွေတိုးမြင့်ပေးဖို့တိုက်တွန်းသွားမှာဖြစ်ကြောင်းဝန်ကြီးချုပ်ယုံကထုတ်ပြန်ညချက်မှာဖော်ပြပါတယ်။လန်ဒန်မှာကျင်းပမဲ့မဟာမိတ်ထိပ်သီးစည်းဝေးကို နေတိုးဖွဲ့တွင်မှကျွန်မတို့တာဒိမဝန်ကြီးချုပ်နေသားလန်ဝန်ကြီးချုပ်တို့တက်ဖို့မျှော်လင့်ပြီးပြင်သစ်သမ္မတပါဝင်ချားကောင်းဆောင်တွေကတော့ဗီဒီယိုကွန်ဖရင့်နဲ့ဆွေးနွေးမှာဖြစ်ပါတယ်။ယူကရိန်းအတွက်တုံးကြီးကိုဝန်ကြီးချုပ်ကီယာစတာမာကထပ်မံတောင်းဆိုတာဟာ တမရဇီလန်စကီရဲ့မကြောက်သေးဘူးကဝါရှင်တန်ကိုတွားခဲ့တဲ့ခီးစဉ်ကြောင့်ဖြစ်ပါတယ်ဝါရှင်တန်ခီးစဉ်မှာဇီလန်စကီဟာသူမျောလင့်ထားတဲ့တိုမာဟော့နဲ့မရခဲ့ပဲလက်ပလာနဲ့အင်ဂျန်ခဲ့ရပါတယ်ဒီဒုံးကျည်မျိုးဆက်ဟာရုရှားပြည်တွင်းမှာရှိတဲ့ဘဲပြစ်မှတ်တွေကိုမဆိုထိမှန်နိုင်စွမ်းလက်ရှိတယ်လို့သိရပါတယ်ဒါကြောင့်တမရထရန်ကတော့ဇီလန်စကီကိုပေးဖို့အတွက်အချိန်မကြာသေးဘူးလို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်နောက်သတင်းမှုပြောချင်ပါတယ် ဒေါ်လာထရန်အနေနဲ့တောင်ကိုရီးယားရောက်ချိန်မှာကင်ဂျိုဟန်နဲ့တွေ့ဖို့အခြေအနေတွေရှိကြအောင် တောင်ကိုရီးယားဘက်ကပြောပါမယ်။ရင်ကန်သမားထရန်ရဲ့တောင်ကိုရီးယားခီးစဉ်တွင်မြောက်ကိုရီးယားကတော့ကင်ဂျိုဟန်နဲ့တွေ့ဖို့အခြေအနေများပြပါတယ်လို့တောင်ကိုရီးယားပြန်လည်ပေါင်းစည်းဝင်ကြီးကထုတ်ဖော်ပြောပါတယ်။အာရှပစိဖိတ်စီးပွားရေးဘော့ဆိုင်မှု APEC Forum တွင်ပို့ကူနေမှာဒေါ်လာထရန်တောင်ကိုရီးယားရောက်မှာဖြစ်ပါတယ်။2019မှာနောက်ဆုံးတွေ့ခဲ့တဲ့ Trump နဲ့ Kim Jong Un ကြားတွေ့ဆုံဆွေးနွေးပွဲအတွက် American ဆိုရတောင်းရှိသူတွေတည်တံ့တွေ့ဆုံဆွေးနွေးနေတယ်လို့ American သတင်းဌာနတွေကဆိုပါတယ် မြောက်ကိုရီးယားအာမေရိကန်ပြည်ထောင်စုကိုအာရုံစိုက်နေပြီးတွန်းပြမှုပုံစံတွေကတွဲဆုံဆွေးနွေးဖို့အလားအလာများစွာရှိကြောင်းညွှန်ပြနေပါတယ်။ဒေါ်နယ်ထရန့်ကလည်းကင်ဂျွန်ဝမ်နဲ့ပြန်တွေ့ဖို့ညွှန်နေကြောင်းနဲ့အခုနှစ်တွင်ဖြစ်နိုင်တယ်လို့ပြောထားပါတယ်။ခန်းနဲ့ပတ်သက်ပြီးကောင်းမွန်တဲ့အမှတ်တရတွေရှိနေပြီးအမေရိကန်အနေနဲ့မြောက်ကိုရီးယားနျူကလ িয়ার ဆွေးနွေးရေးတောင်းဆိုမှုကိုရုပ်သိမ်းရင်ဆွေးနွေးဖို့အသိရှိတယ်ပြောပါတယ်။တောင်ကိုရီးယားကတော့ထရန့်နဲ့ရောက်ခံမှာတွဲဆုံဖို့ခွင့်ရလက်လွတ်မခံဘူးရေးထားပါတယ်။ ကျွန်တော်ခွန်ရေးတရားခိုင်အောင်တော့မှလက်လွတ်မခံချင်ဘူးလို့တောင်ကိုရီးယားပြန်လဲဘောင်းစီးဝင်ကြီးကပြောပါတယ်။သူဆုံးဖြတ်ချက်ချဖို့လိုတယ်။ကင်ဂျိုအန်နဲ့ထရန်တို့ကကိုရီးယားနိုင်ငံကိုပိုင်းခြားတဲ့စစ်မဲ့ဆုံးမှရှိတဲ့ပူတွက်လွန်ကျွေး area JSA ဖမ်းမှုကြောင့်မှ2019ကတွေ့ဆုံခဲ့ပြီးဒီနေရာဟာနှစ်ဖက်တက်ဖွဲ့တွေစိုင်းထားတဲ့နေရာဖြစ်ပါတယ်။မြောက်ကိုရီးယားဟာခုနှစ်မှာပထမဆုံးအကြိမ်ဖြစ် JSA အနေနဲ့မှာပေါင်းမဲ့လွှတ်တာသက်ရှိလွှတ်တာပန်ကင်းတွေပြန်ဆိုက်တာတွေပါဝင် ပြုပြင်မှုတွေအားကျဲလို့ဆောင်နေပါတယ်။ထရန်ကသူ့ရဲ့ပထမကြိမ်တွင် ကင်ဂျွန်အန်နဲ့အတုံးကျင်တဲ့နိုင်ဆွေးနွေးခဲ့ပါတယ်အဲ့ဒီတော့ကတောင်မြောက်ကိုရီးယားစစ်စင်ဟာတော်တော်လေးကိုပြေလည်တဲ့အနေထားလေးတော့မှရောက်ရှိခဲ့တာဖြစ်ပါတယ်နောက်တရင်ဘုတ်ပြောကြပါတယ်ဂျူကရိစ်ဘုတ်မှာသိဆုံးခဲ့တဲ့စစ်တီတော်တွေအတွက်မြောက်ကိုရီးယားမှာအထိမ်းမှတ်ခံမဆောင်ဆုံးလုပ်နေပါတယ်မြောက်ကိုရီးယား Deputy Kim Jong Un ဟာရုရှားနဲ့ဆက်ဆံရေးမှာတမိုင်းတစ်လျှောက်အထူးကဲဆုံးခြေနေတီနှိစက်လိပြီလို့ဆိုပါတယ် မြောက်ကိုရီးယားဟာနှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာသဘောတူညီမှုအရယူကရိန်းကိုတည်ရမှာရုရှားကိုကူဖို့စစ်သည်တပေါင်းကျော်ပို့ထားပါလေ။အဲ့ဒီမြောက်ကိုရီးယားတပ်ဖွဲ့တွေကရုရှားပိုင်နဲ့ဖြစ်တဲ့ Cars ဒေသမှာယူကရိန်းတပ်တွေနဲ့ရင်ဆိုင်တိုက်ခိုက်ခဲ့တာပါ။မြောက်ကိုရီးယားတပ်တွေဟာခေတ်သစ်စစ်ပွဲတွေ့ကြုံရှိလို့ထိခိုက်ကြဆုံးမှုတွေမြင်မာခဲ့ပါလေ။မြောက်ကိုရီးယားတော့ Cars မှာနိုင်ငံရဲ့စစ်သည်မှုကြီးဘလောက်ထိတည်ကြည်ပျက်စီးလဲဆိုတာတိကျမထုတ်ပြန်ပါဘူး။အော်ဘော်နဲ့စတောနီကတော့ကင်ဂျောင်းဟာကတ်စွာကြောင့်ဆုံးခဲ့တဲ့စစ်တီတွေအတွက်ရည်ရွယ်တည်ဆောက်မဲ့ခံမဆောင ုံမြချပွဲခန်းနာတက်ရောက်ခဲ့ပါလိမ့်။ဒီကမ္ဘောကို တိုက်ပွဲဝင်စစ်တီတော်တွေရဲ့အမှတ်တရပြတဲ့လို့နာမည်ဖဲ့ထားပါလိမ့်။ကင်ဂျုံအိုးဟာအဆောင်ပနက်ချမှုပြီးဗီလက်မီနဲ့တဲတွေကိုကော်ပြားနဲ့ကော်ပြီးကျဲဖြန့်ခဲ့တာနဲ့တွေ့ရပါလိမ့်။အဲ့ဒီပြတဲ့ဟာစစ်မှန်တဲ့မျိုးချစ်သူရဲကောင်းတွေသေဆုံးမသွားတဲ့ဝိညာဉ်တွေအတွက်မြင့်မြတ်တဲ့နာခူရာ ဖြစ်စေမယ်လို့မိန့်ခွန်းပြောပါတယ်။ 2022မှာယူကရိန်းကိုဝေရောက်တိုက်ခိုက်ပြီးနောက်ရုရှားနဲ့မြောက်ကိုရီးယားဟာအမာဂန်မဟာမိတ်နိုင်ငံဖြစ်လာပါလိမ့်။ရုရှားနဲ့မြောက်ကိုရီးယားချုပ်ထားတဲ့ကာကွယ်ရေးသဘောတူညီမှုစာချုပ်အရနိုင်ငံတကာနိုင်ငံရဲ့ချုပ်ချာအာဏာကိုထိမှန်းရင်တခြားနိုင်ငံကဝေတိုက်ပေးရမယ်လို့ကတိပြုထားပါတယ်။ဒါကြောင့်ရုရှားနောက်ပိုင်းကိုယူကရိန်းတပ်တွေတံပြန်ထိုးစစ်တိုက်ခိုက်တဲ့အခါမြောက်ကိုရီးယားကတောင်းချီများတဲ့တပ်ဖွဲ့ကတ်စတီပေးပို့ခဲ့ပါတယ်။မြောက်ကိုရီးယားပြန်မဖြစ်တဲ့တောင်ကိုရီးယားကတော့စစ်ထောက်လိုင်းကြီးတွေဟာကစစ်မှုပြင်မှာမြောက်ကိုရီးယားတပ်သား 600ကျော်လောက်တည်ဆုံးခဲ့တယ်ဆိုပါတယ်။ပြည်ရဲမှကျင်းပတဲ့ထိမ်းမှတ်ခံမဆောင်အုံမြင့်ချခန်းလာကိုမြောက်ကိုရီးယားနိုင်ငံဆိုင်ရာရုရှားသံတမကြီးအလက်ဇန္ဒားမက်ဆီကူယာနဲ့တန်ရာရှိတွေတက်ရောက်ခဲ့တယ်လို့သိရပါတယ်။